အောင်မဲမင်္ဂလာပါကျွန်တော်ကတော့ဆရာလေးညွှန်တာပေးပါတယ်3လပိုင်း1လတာတနိနာသတိများအတွက်အထူးဟောစရမ်းနဲ့ရရားလေးတွေကိုကျွန်တော်ပြောပြပေးသွားမှာဖြစ်ပါတယ်တနိနာသတိများအနေနဲ့ဒီ3လပိုင်းမှာပေါ့မိမိတို့ရဲ့လုံတမျှကိစ္စမများအားလုံးအဆင်ပြေခြင်းချောင်းမွေခြင်းကိုကြုံရဖို့ရှိပါတယ်ဒီလာထဲမှာပေါ့နော်အစ်စ်အစ်စ်တော့လုပ်ငန်းတွေစဖို့မသိမ့်တော့ပါဘူးမူလရှိပြီးသားလုပ်ငန်းတွေပို့ပြီးတော့ ပိုပြီးတိုးတက်အောင်ပိုပြီးအောင်မြင်အောင်ပိုပြီးအစီအမီအောင်လုပ်ဖို့ဒီလမှာအထူးကအကောင်းဆုံးလို့ပြောလို့ရပါတယ်။တော့ကျွန်တော်ဒီလမှာလည်းဗာဖြစ်လဲဆိုအစ်စ်အစ်စ်တွေမလုံးနဲ့အရှုပ်အရှုပ်တွေမလုံးနဲ့ကိုယ်နဲ့မပတ်သက်တဲ့ဟာကိုယ်နဲ့မဆိုင်တဲ့ဟာတွေဝင်ပါပဲနေမယ်ဆိုဒီလသည်လောကအေးချမ်းတဲ့ peaceful ဖြစ်တဲ့လလို့ပြောလို့ရတယ်။နောက်ပြီးတော့ကိုကကိုယ်နဲ့မပတ်သက်တဲ့ကိစ္စတွေနော်လူဆွမ်းကားလောက်တာမျိုးတွေလူတက်ကြီးလောက်တာမျိုးတွေဆိုရင်တော့ဒီလမှာလူမုန်းခံမယ်လို့ပြောခံမယ်။အကောင်းဆုံးကတော့ကိုယ့်ကိုလုံးစရာရှိရတဲ့ကိုတိုးတိုးတိတ်တိတ်လို့ လုံးစရာရှိတာကိုလုံးပြီး AC လေးပဲနေအာဒီလာလုံးဝ AC ပဲအဲ့လိုပြောမဟုတ်ဘဲနဲ့ကိုကသူများနဲ့ပတ်ပြီးပတ်သက်မိမယ်စကားတွေရှုံ့မိမယ်ဆိုဒီလာဒီလုံးဝလုံးဝဒုက္ခရောက်မယ်လာထဲမှာပါပါတယ်အကြောင်းမို့ဒီလာမှာတိတ်တိတ်ဆိတ်ဆိတ်လေးနေပြီးတော့လုံးစရာရှိတာလေးကို AC လုံချင်းဟာတရင်ထားတာသမီးများတာအကောင်းဆုံးလာလို့ဆိုနေနဲ့ပြောချင်တယ်ငါတို့ကကြတော့ပါလဲဆိုတော့ဒီလာမှာဘောနော်ဒီပညာရေးနဲ့ပတ်သက်ပြီးတော့လုံနေတဲ့သူတွေရှိရဲဆိုဒီလမှာပညာရေးနဲ့ပတ်သက်ပြီးတော့အထုတ်တိတ်ရောက်တယ်အဲ့တော့ပညာအသစ်တွေရှာခြင်းရှာလို့ရတယ် လုံများအစ်တွေတာမလုပ်တင်တာပညာအစ်တွေရှာတာမျိုးအတွေ့အကြုံအစ်တွေရှာတာမျိုးနော်ဒီကိုသိကျင်တဲ့ဟာတွေအစ်အစ်တွေလုံယူတာမျိုးဒီလမှာလုံအောင်လုံအောင်လုပ်တင်ပါတယ်နော်ပြက်နာပဲမရှာတင်တာဗျာအလုံးတင်နေပဲမလုပ်တင်တာဗျာပညာအစ်တွေရှာလို့ကောင်းတဲ့အလားတွေမှာဒီလားတွေမှာပါတယ်ပေါ့နော်နောက်တစ်ခုကြတော့ပါလေဆိုတော့ကျွန်တော်တို့ဒီတလင်းလာသားသမီးများအနေနဲ့ဒီလာထဲမှာပေါ့မိမိတို့လုံနေကြိုင်နေတဲ့ကိစ္စမှန်မှန်အားလုံးပါလေဒီဇုံတူဦးတယောက်ရဲ့အကူအညီအထောက်အပံ့တွေမယူဘဲနဲ့ ိုကိုလုံးစရာရှိရကိုလုံးဖို့ကျွန်တော်အနေနဲ့တိုက်တွန်းခြင်းတယ်။ဘာကြောင့်လဲဆိုတော့ဟိုရှင်ကြီးကြားထက်ကြားကြိုက်လို့ရှင်ကြီးကိုရေပေါ့နော်။ရှင်ကြီးကြားထက်ဆိုတဲ့အဖြစ်ပြက်မျိုးဒီလမှာတင်းသာသာစီနာနေနေကြုံတက်လာဖို့ရှိပါတယ်။မမီကတော့ဟိုမမီရဲ့လိုအပ်တဲ့ကိစ္စမဲ့ကိစ္စတွေကိုကူညီဖို့ဆိုပြီးတော့မှအကူအညီတောင်းနေ။အကူအညီတောင်းရတဲ့သူကဟိုကိုကိုဟို လှုပ်လိုက်တဲ့ကိစ္စတွေကကိုယ့်ရဲ့ကိစ္စတွေကိုပိုပြီးပြက်နာများွားပြီးတော့မိဖို့တောက်လောက်လာမဲ့ဇံငွေတွေဖြစ်တတ်တယ်။အဲ့တော့အကောင်ပြောချက်နာဒီလမှာ AAC လေးပဲလှုပ်ရှားရှိရလေးလှုပ်သွားရှားရှိရလေးသွားစားရှားရှိရလေးစားပြောပါလိမ့်မယ်နေပိုလူလဲစကားတော့ပြောနေဟိုပြောချက်နာအပိုတွေအရှုပ်တွေမလှုပ်နဲ့ဗျာအဲအကောင်ဆုံးပဲဟိုဘာမှလှုပ်တာအကောင်ဆုံးပဲနဂိုလရင်တို့ရှိနေတဲ့ကိစ္စတွေကိုပဲလှုပ်ပြီးရာကဟာအတင့်တော်ဆုံးတို့ကျွန်တော်နေနဲ့ပြောချင်တယ်ဘောနော် နောက်ပြီးတော့အခြေရေးအိမ်တော်ကြီးနဲ့ပတ်သက်ပြီးတော့ဒီလာမှာပေါ့နော်ဒီအေးစိတ်အေးဆက်တဲ့အခြေရေးမျိုးအေးဆက်တဲ့အနေထားမျိုးကြုံတွေ့ရဖို့ရှိပါတယ်မိမိရဲ့ချစ်သူနဲ့မိမိနဲ့ရံဖြစ်တာလည်းမဟုတ်ပဲနဲ့အလိုပေါ့နော်အလိုတရားအေးဆက်သွားတဲ့ခြေအခြေအနေမျိုးကြုံရတတ်ပါတယ်အဓိကတော့ပါလဲမိမိရဲ့ချစ်တဲ့သူတွေမိမိရဲ့ခင်တဲ့သူတွေမိမိရဲ့ဒီနော်ဒီကျွန်တော်တို့အိမ်တော်ဘက်တွေကိုအလို အေဂျန်ဂျန်ပေါ့နော်သူတို့တက်အချိန်မပေးတဲ့အရာကြီးကြောင့်ဒီလမှာပို့ပြီးတိတ်ဆိတ်အေဂျန့်ကတပါတယ်အဲ့တော့ဒီလမှာပေါ့နော်ကျွန်တော်အကောင်းအကျံပေးလို့တာကြတော့မိမိရဲ့ချစ်တဲ့သူတွေအတွက်မိမိရဲ့ချစ်သူတွေအတွက်အချိန်လေးအခုပေးလိုက်ပါ သူနဲ့တရတာတရတာကာလာမှာကောင်းမွန်စွာဖြတ်တန်းလိုက်ခြင်းဖြစ်ဒီလမှာအစီအမီချောမေးလာပါလိမ့်မယ်အဲ့လိုမျိုးမဟုတ်ဘူးဆိုရင်တော့ဒီလကိုအချိန်ပြည့်နဲ့တိတ်ဆိတ်လာမှုကိုအကြောင်းပြုပြီးတော့မှပြတ်တောက်ခြင်း၊ကွဲကွာခြင်းပေါ့နော်ဖြစ်တတ်ပါတယ်အဲ့လည်းပတ်သက်ပြီးချက်ပြောခြင်းပါတယ်ပေါ့နော် ျမ်းမာရေးနဲ့ပတ်သက်ပြီးတော့ဗောနော်ပြောစရာရှိကြတာကျွန်တော်ကျမ်းမာရေးကကျွန်တော်ဒီလမှာဒီတတိယသတိများအနေနဲ့ဗောနော်ခနာကိုအောက်ပိုင်းနေနာကျင်တာမျိုးတွေထိခိုက်တာမျိုးတွေနောက်အကျောတွေဒီညိတာမျိုးတွေအကျောတွေလုံးမိတာမျိုးတွေဗောနော်အကျောတွေလွဲတာမျိုးတွေဖြစ်တဲ့အကြောင်းတို့ဒီလမှာအကောင်းဆုံးကြံပြလို့ရာကြတော့ကျွန်တော်တို့ဒီအကျောတွေကိုတတိထားပါနောက်ပြီးတော့ရာသီဥတုအပြောင်းလဲကြောင်းဖြစ်တဲ့ယောဂါတွေကိုတတိထားပြီးပါတော့ကျွန်တော်အနေနဲ့ပြောချင်တယ်ဗောနော် ီလမှာပေါ့နော်မွေးကြေးကစားနဲ့ပတ်သက်ပြီးပြောရမယ်ဆိုဒီလသည်မွေးကြေးသည်မွေးကြေးဟိုကောင်းတယ်အဆင်ပြေတယ်လို့ပြောချင်တယ်တည်ငြိမ်တဲ့မွေးကြေးရှိတယ်ပေါ့ကိုကသာသွားပြီးအများကြီးစားတယ်ညတနာတွေကိုသွားမလျှော့ရင်တော့ဘာဖြစ်နိုင်မှာမတက်ဘူးဘာမွေးကြေးဆုံးဖြတ်မှုမှမရှိဘူးအဲ့တော့ဒီလမှာတနိုင်လောက်ပေါ့နော်မူကြီးဆုံးချုံမူရှိအောင်နေတတ်ရင်တော့လာသည်လုံးဝလုံးဝအကြီးအကျိုးအမြတ်တွေဟိုဟိုကြီးပွားမှုတွေတိုးတက်မှုတွေဒီလမှာအလုံးမင်းညားလာဖို့ရှိပါတယ် ါလေးကိုပတ်သက်ပြီးပြောချင်ပါတယ်။နောက်ပြီးတဲ့ခါကျတော့တတိယနာသမီးများအနေနဲ့ပေါ့နော်တလားဆောင်ကာလာပေါ့နော်ဒီတလားလမှာကံကောင်းစီဖို့အထူးရတာလေးကိုပြောရမယ်ဆိုရင်တော့ဒီကျွန်တော်တို့ဒီဘုရားအကြောင်းကံဒီမှာပေါ့နော်ကျွန်တော်တို့စေရင်ဟိုဟာလေးကျွန်တော်ရှင်သိခြေသိန်းနှကောင်ရှိရဗျာအဲ့ခြေသိန်းနှကောင်ရဲ့ရှေ့မှာ အချိုရီတလုံးပေါ့နော်သွားကပ်ပြီးတော့မှဒီအချိုရီကပ်ပေးပါနော်အသီးတွေကပ်ပေးပါနော်ဒီကပ်ပေးပြီးတော့ကိုယ့်ရဲ့အခက်ခဲတွေကိုဆူတောင်းပေးပါ ပြီးရခါကျအဲ့လိုသွားကပ်ပြီးဆိုတော့ ਨੇ ပြန်လာတဲ့လမ်းမှာပေါ့တွေ့တဲ့ဒီစူတောင်းစားပေါ့နော်တောင်းစားတွေကိုဟိုပတ်စံတွေဝေပေးတာမျိုးလှူပေးတာမျိုးလမ်းမှာအလှခံပုံပုံတွေတွေ့ရင်တွေ့တဲ့ဟာတွေလှူပေးတာမျိုးလုပ်ပေးပါမကြမကြလှူပေးပါကန်ဆိုးတွေအားရှိလှူပေးပါအဲ့ဒါဆိုမိမိရဲ့ကန်ဆိုးမှုတွေချုပ်ထွေးမှုတွေတတ်တာပျောက်ကင်းသွားပါလိမ့်မယ်အားလုံးပဲအဆင်ပြေကြုံကြပါစေတဲ့